ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကမဆန်တာပါဟုတ်ပြီအသက်26နှစ်ပါဆရာကြီးအရွယ်ကောင်းလေးဈေးရောက်နေတဲ့ဒါပေမဲ့ तू ဟာစရင်ကိုင်းစရင်ကိုင်းပေါ့နော်ဈေးဈေးဈေးရောက်တာစရင်မှတ်ပေါ့နော် तू ဟာဟုတ်ပြီပြီမာတဲ့ပြေးရပါပြီရဟုတ်ကဲ့ဆရာကြီးဆရာကြီးရှင်နဲ့ခြီစီတအားထွက်လို့ပါတဲ့ဟုတ်ပြီခြီစီပေါ့နော်ခြီတော့တအားညစ်ပတ်ပါတယ်တဲ့အေးအဲ့ဒါလေဘာတွေဆောင်ရွက်ရမလဲညစ်ပတ်လို့ ရေခဏနာစီတော့လည်းပဲအပူဟုတ်သွားတတ်တယ်ဟုတ်ကဲ့ဆရာအဲ့တော့ဒီဖြစ်လို့ရှိရင်ဘေးမှာဝေးချောက်လေးတစ်ခုနဲ့တုတ်တုတ်ပြီးဟုတ်ကဲ့ဆရာနောက်ရေခဏခဏမစီနဲ့ဟုတ်ကဲ့ဆရာရေချိုးတဲ့အခါမှာတော့စားဖို့ဟုတ်ကဲ့ဆရာအကြာကြီးမဖို့နဲ့အချိန်90ဖို့စားချမ်းနဲ့ဖို့ဟုတ်ကဲ့ပို့ပြီးရေချိုးဟုတ်ကဲ့ဆရာဖြစ်နိုင်ရဲ့အခုခေတ်မှာစီးတဲ့ဖဏတ်ဒီကြမ်းမရေဖဏတ်ဘူးပါသောဖဏတ်များလာစီးပါ ဟုတ်ကဲ့ဆရာကြီးအဲ့ဒါဆိုရင်အမြိုက်တက်တာသွားလိမ့်မယ်ဟုတ်ကဲ့ဆရာဘူးပါတဲ့ဖနက်မစီးတဲ့နင်းလိုက်တာတဲ့အသားချင်းကတ်နေတဲ့ဖနက်ဆိုတော့အဲ့ခြေစည်းထွက်မှာပဲဟုတ်ကဲ့ဆရာကြီးခြေစည်းထွက်လာပြီဆိုရင်လူကခေါင်းနေအောင်ခေါင်းနေခဲစိတ်မလန်းဖြစ်တတ်တယ်ဟုတ်ကဲ့ဆရာကြီးခြေစည်းလုံးဝမထွက်တာလည်းမကောင်းဘူးဟုတ်ကဲ့ဆရာကြီးနင်းနေတော့ထွက်ရတယ်ဥမာလမ်းလျှောက်လို့ဘယ်လိုထွက်တာထွက်ပါစီဘသူကအခုကထွက်များနေတယ်ဟုတ်ကဲ့ဆရာကြီးအဲ့ရေကိုဖြည်းဖြည်းတောက်ပြီး ဟုတ်ကဲ့ဆရာကြီးအကျော်နဲ့အဆက်ကိုရှောင်ပြီးဟုတ်ကဲ့ဆရာကြီးအချင်းနဲ့အခါကိုစားပြီးဟုတ်ကဲ့ဆရာကြီးတပြားဟောင်းကြီးပြန်ဖွင့်လို့ဖွင့်ရတာတပြားဟောင်းကြီးလည်းဖွင့်လို့ဆုံးမမထင်ပါဘူးမေးခွန်းအတိတ်တွေလာတာကိုဟုတ်ကဲ့ဆရာကြီးအကျိုးလေးရှိပါတယ်အဲ့တော့ဆရာလည်းပဲလာပြီးတော့အတန်သွင်းပြီးတဲ့သမီးတို့ဘာဖွဲ့လဲကိုပေလုံးဖွဲ့ရောကိုရင်လာသွင်းတဲ့သမီးရောနာတော်ရဆင်းတဲ့သူတွေရော ဟိုးဒတိုင်းတနိုင်ငံလို့အနေနဲ့အရေးအတိုင်းတိုင်းပြီးပြီးအကြောင်းမိမှုအကြောင်းရောက်သွားကြတဲ့အဲ့ဒီအချီလွှင့်နေတယ်နော်ဟုတ်ကဲ့ဆရာရောက်တော့ဆရာဟိုကလိုက်နာလို့အကျိုးရှိပြီးကျွန်တော်တို့ဖြင့်ဘယ်အစာလေးပြောင်းစားရလဲဆရာကြီးရဲ့ကြမ်းမသွားပါလို့ပြောကြတဲ့သူတွေရောဆရာပထမတော့အသက်80ကျရရတ်တော့မယ်လို့ပထမဆိုးဖြတ်မိတယ်အခုတော့ကိုရက်လိုက်တော့လဲပဲ ူတို့နားမထောင်ရတော့ဘူးပြောမဲ့လူတွေချားရှိသေးလားလို့ကြည့်ရတော့ပဲအတော်ရှာနေပြောမဲ့လူကလည်းဟုတ်တယ်ဆရာကြီးမရှိဘူးအဲ့တော့ကိုကလည်းပြောနိုင်နေသေးရင်ပြောရမှာပဲလို့ဟုတ်ကဲ့ဆရာကြီးကိုရဲ့မြတ်စွာဘုရားဆိုလို့ရှိရင်နော်နောက်ဆုံးနောက်ဆုံးအချိန်လေးအထိပြောသွားသေးတယ်လို့ဟုတ်ကဲ့ဆရာကြီးနော်နောက်ဆုံးအချိန်လေးအထိပြောသွားတယ်လို့အဲ့လိုပြောရမှာပဲဆိုတာ အားခေးပြီးပြောတာပေါ့သူကြီးဟုတ်ကဲ့ပါဆရာကြီးပြောနိုင်နေသေးရင်လာပေါ့ပြောပေးမှာပေါ့ဟုတ်ကဲ့ပါဆရာကြီးပြောနိုင်တော့ဘူးဆိုရင်လဲဆရာကြီးဟိုါပေါ့နော်အခုကအေးခါအေးခါဆိုတော့လေဟိုနိုင်ငံခြားလူတွေကသူတို့ကသူတို့ရှိမှမရှိဘူးပေါ့နော်ဆရာကြီးအဲ့တော့ဟိုတပည့်ကတော့အများရန်ဒီချက်ပေါက်မှာလာမင်းရင်တော့ပြောပြတာပေါ့ဟိုဗါလဲဟိုါပေါ့ရှားဆောင်လက်ပတ် ရတာဗောရှားဆောင်လက်ဘက်ကအဲ့တကဘာလုံးမှာပြတ်တကဘာလုံးမှာဗောနော်အများကြီးရှိတယ်ကောင်းလဲကောင်းတယ်ကောင်းလဲကောင်းတယ်ခုရစားတတ်ဖို့လိုတယ်ဟုတ်ကဲ့ဆရာကြီးရှားဆောင်လက်ဘက်ကလေဟုတ်ကဲ့ဆရာကြီးရှားဆောင်လက်ဘက်ကိုဖြတ်လို့ရှိရင်အထက်မှာဂျယ်လီတွေရှိတယ်ဟုတ်ကဲ့ဆရာကြီးအဲ့ဂျယ်လီလည်းသုံးလို့ရပါတယ်ဟုတ်ကဲ့ဆရာကြီးတကယ်ကောင်းတာလေးကအခွန်မှာကတ်နေတဲ့အခွန်မှာကတ်နေတဲ့ စီဆိုတဲ့ချစ်ချာချစ်ချာတယ်ဟာအဝါကြီးလေးထွက်လာတယ်ဟုတ်ကဲ့ဆရာကြီးအဲ့ဒီအဝါကြီးလေးကတိတ်ဖို့တန်တယ်ဟုတ်ကဲ့ဆရာကြီးမြန်မာတိုင်းရင်းစီးမှာစီးဘက်ဝင်ဗရစီးပြစားတဲ့မှာမုတ်ခါဆိုတာအသုံးတည့်ဆုံးပဲဟုတ်ကဲ့ဆရာကြီးအဲ့ဒီမုတ်ခါဆိုတာဘယ်ရလဲလို့မေးရင်အဲ့ရှားဆောင်လက်ပတ်ကဲအခွန်ကချစ်ချာလားဟုတ်ကဲ့ဆရာကြီးအဲ့တော့အခွန်မှာသူကဟိုပါပေါ့နော်ပြုတ်စားတုတ်စားအဲအဲ့တော့မရဘူးဟောဟုတ်ကဲ့အဲ့ဒီအခွန်မှာစားတော့ဝင်းချုပ်သွားလိမ့်မယ် ဩဟောအဲခွန်နာကတ်နေတဲ့ဟာလေးကိုပဲချစ်ပြီးတော့ချစ်ပြီးတော့စာရာသိထီရောက်တယ်ဩဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ကျွန်တော်မလို့ဟောအိမ်တိုင်းမှာရှားဆောင်လှပတ်ပြီးစိုက်ထားတင်တယ်လို့ဆိုရက်အကြံပေးတာဟုတ်ကဲ့ဆရာကြီးနော်နောက်ဂျယ်လီလဲစားပါတော့စားလို့ဂျယ်လီရပါတယ်ဂျယ်လီစားမယ်နောက်ကချစ်ပြီးတော့စားမယ်စားမယ်စားလို့ရတယ်ဟုတ်အခွန်အကြတော့အခွန်တော့မစားတင်ဘူးဟုတ်ကဲ့ပါဆရာခွန်ဖန်ချုပ်ပဲဟောဟုတ်ကဲ့ဆရာကြီး ခွားတော့တပင်ချင်းမှာထည့်လို့ရအဲ့တပင်သိရှင်တန်လွေတယ်အော်ဟုတ်ကဲ့ဆရာကြီးရှားဆောင်လက်ပတ်ခါလေဟုတ်ကဲ့ဆရာကြီးအပင်နေဘူးအားကောင်းတာပေါ့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလို့အစာဝအနာကင်းဘုရားရှင်ကြပါစီညာ